။လမ်းထဲမှာလည်းဆိုင်ရှိတယ်။ဈေးထဲမှာလည်းဆိုင်ရှိတယ်။ online မှာလည်း DPC ကမှားလို့ရတယ်။ဒါဆိုလို့ရှိရင် customer ကဘယ်ဆိုင်ကိုရွေးမယ်လို့ထင်တယ်။တချို့တွေကလမ်းထဲကဆိုင်လို့ပြောလိမ့်မယ်။တချို့တွေကဈေးထဲကဆိုင်လို့ပြောလိမ့်မယ်။တချို့ကကြတော့ online ကဆိုင်လို့ပြောလိမ့်မယ်။တကယ်တမ်း customer ရွေးမယ်ဆိုင်ပြီးသူ့ရဲ့နှလုံးသားကိုစုပ်ကင်နိုင်တဲ့ဆိုင်ကိုရွေးချယ်မှာဖြစ်တယ်။ customer နှလုံးသားကိုစုပ်ကင်နိုင်မှုအရေးကြီးရတော့ပြီးတော့ customer နှလုံးသားဘယ်လိုစုပ်ကင်လဲ customer နှလုံးသားကိုစုပ်ကင်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့လုပ်ငန်းမှာ USP ဆိုတဲ့ unique selling point တစ်ခုရှိဖို့လိုပါတယ်ထူးခြားချက်တစ်ခုရှိဖို့လိုပါတယ်နော်အလွယ်ပြောလို့ရှိရင်ထူးခြားချက်ပါနော်ဒီထူးခြားချက်ကဘယ်သူအတွက်ဖြစ်နေရမလဲဆိုလို့ရှိရင် customer ရဲ့လိုအပ်ချက်နဲ့လုံးဝကွက်တိကျနေတယ်ထူးခြားချက်ဖြစ်နေရတယ်နော်ဒီထူးခြားချက်ကဘာဖြစ်မလဲမိတ်ဆွေအများကြီးလုပ်လို့ရပါတယ်ကိုယ့်ရဲ့ဝန်ဆောင်မှုတွေလုပ်လို့ရတယ်ကိုယ့်ရဲ့ quality အရေးသေးတွေလားတခြားကိုကသူများနဲ့မတူတဲ့အခုခုကိုထည့်ထားမှာလားဘာထည့်ထားမှာလဲဒါကတော့လုပ်ငန်းမျိုးစောင်းမှုတွေမှာအများကြီးကွဲပြားပါလိမ့်မယ်အရေးကြီးတာကတော့ဒီထည့်ထားတဲ့အချက်ဒီဘယ်သူအတွက်လဲဟုတ်တယ်အတွက်ဖြစ်ကြ ကိုပြစ်မှတ်ထားတဲ့ဖောက်တဲ့အတွက်ချစ်ကိုဖြစ်ကဒီမှာကိုပြစ်မှတ်ထားတဲ့ဖောက်တဲ့ကမိန်းကလေးဆိုလို့ရှိရင်မိန်းကလေးအကြိုက်ဖြစ်ကိုဖြစ်ကကိုပြစ်မှတ်ထားတဲ့ဖောက်တဲ့ကယောက်ျားလေးဆိုလို့ရှိရင်ယောက်ျားလေးတွေအကြိုက်ဖြစ်ကိုဖြစ်ကဒီချက်ကပါအောင်ပါဒါမှလည်းတို့ကတခြားဆိုင်တွေကိုကြော်ပြီးမှကိုဆိုင်ကိုရောက်လာမှဖြစ်ပါတယ် online မှာတော့လကောင်းဈေးထဲမှာတော့လကောင်းလမ်းထဲမှာတော့လကောင်းဘယ်လောက်တိအောင်မိုးပြန်ပြီးတော့ကောင်းတဲ့ online ဆိုင်တွေပဲရှိနေပြီကိုဆိုင်ကတော့လမ်းထဲမှာပဲရှိတယ်ဒါပေမဲ့တို့ကိုဆိုင်ကိုကြော်တော့ပါအဲ့လိုပဲတော့တိအောင်ကောင်းတဲ့ဆိုင်တွေလမ်းထဲမှာပဲရှိရှိဈေးထဲမှာပဲရှိရှိတကယ်ကိုက online မှာတကယ်မိုက်တဲ့ ကက်ဆမ်မိုင်းပြီးထူးခြားခြားတစ်ခုရှိရတယ်လို့ရှိရင်ကိုယ်ဆိုင်ရပဲမှားပါတယ်ကက်ဆမ်မိုင်းအဲ့တော့ကက်ဆမ်မိုင်းနှလုံးသားကိုဘယ်လိုစုပ်ကင်လဲကက်ဆမ်မိုင်းနှလုံးသားကိုစုပ်ကင်တဲ့ထူးခြားချက်တွေရောမိတ်ဆွေလုံးကမှရှိပြီလားမရှိရင်ရှိအောင်ထည့်ပါအရင်ရေးကြည့်ပါလားနောက်ပြီးမှကြိုးတက်တွေ့ကြမယ်ကျွန်တော်ကိုဟိုင်းပါ